အားလုံးပဲမင်္ဂလာပါအဆင်မြင့်5 star hotel ကြီးတွေအကောင်းဆုံးစားသောက်ဆိုင်ကြီးတွေကမ္ဘာအရေးအကိုပြေးဆွဲနေတဲ့လေကြောင်းလိုင်းတွေနဲ့ hotel နဲ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေမှာပေးကြတဲ့ဝန်ဆောင်မှုဆိုတာပါလေအဲ့လုပ်ငန်းတွေမှာဝန်ဆောင်မှုပေးကြတဲ့လူတွေဟာဘာကြောင့်မလို့အမြဲတမ်းပြုံးရွှင်ဖော်ယူနေကြတာလဲအဲ့လုပ်ငန်းတွေမှာကိုယ်တိုင်လဲလုပ်ချင်နေဆို ဘာတွေသိဖို့လိုမလဲဒီအကြောင်းအရာတွေကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာ hospitality industry ကိုအခုမှစတင်လေ့လာသူတွေအတွက်ပြောပြချင်တာက hospitality ဆိုတာနှွေးထွေးပြူငါစွာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်ပြီးတော့ hospital ဆိုတာကတော့ဆေးရုံဖြစ်ပါတယ်ဒီနှစ်ခုကိုအတန်တွက်ချင်းဆင်တဲ့အတွက်မှားတတ်ကြလို့ဒီစကားလုံးနှစ်ခုဟာ latin ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့ latin လို hospitality ကို hospitalitas ဧည့်သည်များကိုရင်းနှီးစွာဆက်ဆံခြင်းလို့ဆိုလိုပြီးတော့ hospital ကိုတော့တဲခု ခန်းတို့မဟုတ်စည်းမများကိုပြုစုစောင့်ရှောက်ရနေရလို့အတိပဲရပါဟိုးအရင်ခေတ်ကာလတွေမှာချေးယုံတွေဟာခီးသွွားတွေနဲ့ဖျားနာသူများကိုတဲခိုနေတိုင်းစရာအဖြစ်အသုံးပြုခဲ့ကြတာကြောင့် hospital ဆိုတဲ့စကားလုံးကဆက်ဆက်နေတာဖြစ်ပါဒါက hospitality ရဲ့ဆိုလိုရင်းအတိပဲပါကဲအဲ့ဒီတော့ဒီဗီဒီယိုရဲ့အဓိကအကြောင်းအရာကိုဆက်လိုက်ရအောင် what is hospitality ကမ္ဘာအရရမှာရှိကြတဲ့အဆင့်မြင့် hotel ကြီးတွေအကောင်စား restaurant ကြီး ကဘာအရက်ကိုပြေးဆွဲနေတဲ့လေကြောင်းလိုင်းတွေနဲ့အပျော်စီးသင်္ဘောကြီးတွေမှာပေးတဲ့ဝန်ဆောင်မှုကို hospitality နွေထွေးပြူငါစွာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းရှင်လို့ခေါ်ပါတယ်။ အဲ့ဒီ hospitality လုပ်ငန်းစဉ်မှာဝန်ဆောင်ပေးနေကြတဲ့သူတွေဟာ hospitality ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကောင်းစွာသိရှိနားလည်ထားကြပြီးတော့လိုက်နာဆောင်ရွက်ပြီးတော့ဝန်ဆောင်မှုပေးကြလို့ဖြစ်ပါတယ် hospitality ဆိုတဲ့ဝေါ်ဟာရမှာ alphabet 10ခုရှိပါတယ်ဝေါ်ဟာရတစ်ခုချင်းစီကအဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ခုစီကိုကိုးစားပြုပါတယ်ဒါတွေကတော့ ace ဆိုတာက perfect welcome light လဲဆိုတာကြိုဆိုမှုနှလုံးသားအနေဝန်ဆောင်မှုပေးရတာဖြစ်ပါတယ်အမြင်နဲ့ဧည့်သည်တွေကိုနှွေးထွေးစွာကြိုဆိုရပါတယ် o ဆိုတာက outstanding service အကောင်းဆုံးဝန်ဆောင် ောင်မှုဧည့်သည်တွေ customer တွေကိုကူညီဖို့အမြဲတမ်းအကောင်းဆုံးစ조사လုပ်ဆောင်ရပါတယ် S ဆိုတာက sincerity ကြည်ပြူမှုကြည်ပြူစွာဆက်ဆံတတ်ရပါမယ်အယုတ်အလက်အမျက်မယွေရင်းနှီးယူသားစွာဆက်ဆံတတ်ရပါမယ် P ဆိုတာက professionalism ဖြစ်ပါတယ် professional ဆန်ဆန်ပညာရှင်ပြီးသားရပါမယ် professional ဆန်စွာယဉ်ကျေးလေးစားမှုအပြည့်ဖြင့်ပြုမှုပြောဆိုဝန်ဆောင်မှုပေးရပါမယ် I ဆိုတာက integrity ယိုသားမှုဖြစ်ပါတယ်ယိုသားပြီးတော့ချမှတ်ထားတဲ့နည်းလမ်းအမှန်အများအတိုင်းပြုမှုလုပ်ဆောင်ရမှာ ဖြစ်ပါတယ် T ဆိုတာကတော့ teamwork ဖြစ်ပါတယ်မိမိရဲ့အသင်းအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တက်ရပါမယ် A ဆိုတာက attentiveness အာရုံစူးစိုက်မှုကောင်းရမှာဖြစ်ပါတယ်အယုံစိမ်းမှုအပြည့်နဲ့မိမိရဲ့အလုပ်ကိုဝန်ဆောင်မှုပေးရမှာဖြစ်ပါတယ်။ L ဆိုတာကတော့ loyalty တစ္ဆာစောင့်တည်မှုဖြစ်ပါတယ်။ဧည့်သည်များအပေါ်တစ္ဆာစောင့်တည်စွာနဲ့ဝန်ဆောင်မှုပေးပြီးတော့ထပ်ပံတလဲလဲပြန်လောင်းအောင်ဝန်ဆောင်မှုပေးနိုင်ရမှာဖြစ်ပါတယ်။အဲဆိုတာကတော့ innovation စံသစ်တည်ထွင်မှုဝန်ဆောင်မှုကိုကောင်းသည့်ထက်ပိုကောင်းစေမည်နည်းလမ်းများကိုအမြဲတမ်းရှာဖွေတတ်ရမှာဖြစ်ပါတယ်။နောက်ထပ် T ဆိုတာကတော့ trustworthiness ယုံကြည်စိတ်ချရမှုဧည့်သည်များနဲ့လုပ်ဖို့ကင်ပတ်များမှာယုံကြည်ရတဲ့သူတယောက်ဖြစ်ရမှာဖြစ်ပါတယ်။နောက်ပိတ်ဆုံး why ဆိုတာကတော့ yield management လို့ခေါ်ပါတယ်။ရလက်ကောင်းဖို့အတွက်ကိုစီမံခန့်ခွဲနိုင်စွမ်းရှိရမှာဖြစ်ပါတယ်။အဖွဲ့အစည်းကနေပြီးတော့ ော့အသုံးပြုခွင့်ပေးထားတဲ့ resource တွေကိုအသုံးပြုပြီးတော့အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးရမှာဖြစ်ပါတယ်။ဒါတွေကတော့ hospitality ဆိုတဲ့စကားလုံးထဲမှာပါဝင်တဲ့ alphabet တစ်ခုချင်းစီရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။အဲဒီလုပ်ငန်းတွေမှာဝန်ဆောင်မှုပေးကြတဲ့လူတွေဟာဘာကြောင့်လို့ပြုံးရွှင်ဖော်ယူနေကြတာလဲဆိုရင်ဒီလူတွေဟာအခုနကျွန်တော်ရှင်းပြသွားတဲ့ hospitality ဆိုတဲ့စကားလုံးထဲမှာပါတဲ့ alphabet တစ်ခုချင်းစီရဲ့အဓိပ္ပာယ်တိုင်းကိုကိုးစားပြုပြီးတော့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းများအတိုင်းလိုက်နာဝန်ဆောင်မှုပေးကြတာဖြစ်တဲ့အကြောင်း ဒီလိုမျိုးပြုံးရွှင်ဖော်ယူနေရခြင်းဖြစ်ပါတယ် hospitality လုပ်ငန်းမှာတာဝန်ယူလုပ်ကိုင်နေတဲ့သူတွေကို server ဝန်ဆောင်မှုပေးတဲ့သူတွေလို့ခေါ်ပြီးတော့အဲ့ဒီလူတွေရဲ့ ether တွေအပေါ်ဝန်ဆောင်မှုပေးခြင်းကိုတော့ service လို့ခေါ်ပါတယ်ဆိုတော့ hospitality industry မှာလုပ်ကိုင်လိုတဲ့သူတွေအနေနဲ့ဒီအချက်တွေကိုသိရှိထားပြီးတော့ဝန်ဆောင်မှုပေးတဲ့နေရာမှာလိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ် service ဆိုတဲ့ဝန်ဆောင်မှုအကြောင်းကိုနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ sharing လုပ်ပေးသွားဖို့ရှိပါတယ် follow us for more training thank you for watching